ဲကျွန်တော်ရင်ကုန်ပြောရှင်တာရော့ဘီတွေကိုအားပေးကြတဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်တို့9ရက်နိုဝင်ဘာလ2025တနင်္ဂနွေနေ့ကနေပြီးတော့15ရက်နိုဝင်ဘာလ2025စနေနေ့ပေါ့ဒီကလာအတော်တွင်းမှာကျွန်တော်တို့9ရက်သားသမီးတွေရဲ့ကံကြမ္မာကိုလမ်းညွှန်ဟောကြားပေးတော့မှာဖြစ်ပါတယ်အပတ်စဉ်တိုင်းလည်းကျွန်တော်တို့လမ်းညွှန်ဟောကြားပေးလျက်ရှိပါတယ်မျှော်လင့်ဆောင်စားကြီးစုအားပေးတဲ့မိတ်ဆွေများကိုလည်းကျေးဇူးတင်ပါတယ်အဲ့တော့တနင်္ဂနွေသားသမီးတွေရဲ့ကံကြမ္မာကိုကြည့်လိုက်ကြရအောင် ကတနင်္ဂနွေသားသမီးမိတ်ဆွေများအနေနဲ့ကတော့လက်ဆောင်ပစ္စည်းကရောကံပစ္စည်းအမှတ်တရပစ္စည်းဆိုတာမျိုးတွေရောက်လာတတ်တယ်ဟလာကို့ကိုကူညီပေးမှမဲ့ပုံကူဆိုတာမျိုးတွေရောက်လာတတ်တယ်စိတ်ချမ်းသာပျော်ရွှင်စရာအခြေအနေမျိုးတွေဒီတစ်ပတ်မှာကြုံတွေ့ရမှာဖြစ်ပါတယ်ကိုလောက်တာတွေကအကျိုးပေးအရာထင်မှဖြစ်တယ်လို့ကိုယ်လည်းကုညီမဲ့သူပံ့ပိုးမဲ့ဆောင်ရှောက်မဲ့သူဆိုတာလည်းရှိနေနိုင်တဲ့တပတ်တာဖြစ်တယ်။အဲ့တော့လောက်ကန်စီပွားရေးနဲ့ပတ်သက်ဘယ်သူပဲဝါကိုကုညီပေးလိုက်လို့လက်ရှိအခြေအနေထပ်ပိုတိုးတက်သွားတယ်ဆိုတာဟာမျိုးတွေဒီတစ်ပတ်မှာကြုံရနိုင်တယ်။အဲ့တော့ ဒီဒီဘက်မှာကိုလောက်ကန်ကြံစည်တဲ့အရာတွေမှန်သမျှသည်အရှင်မီအောင်မြင်နိုင်တယ်အဲ့တော့ပြီးခဲ့တဲ့ကာလမှာကိုလောက်ခဲ့တဲ့အလုပ်တွေဟာလာကိုကြံစည်တွေးတော့ခဲ့တာတွေအရှင်မပြုံးစင်တော့ဒီဒီဘက်မှာပြန်ပြီးတော့အရှင်ပြေအောင်မြင်သွားမှာဖြစ်ပါတယ်ငွေကြေးနဲ့ပတ်သက်ရင်တော့ငွေကုန်ချေးကြများမယ်ငွေမဝင်ဘူးမဟုတ်ဘူးဝင်မယ်ငွေကုန်ချေးကြများတတ်တယ်ငွေကြေးနဲ့ပတ်သက်ရင်အဲ့လိုနည်းနည်းလေးအလေလွင့်နေဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ငွေနဲ့ပတ်သက်ရင်ထွက်ငွေနဲ့ပတ်သက်ရင်တော့သတိထားသတိရှိဖို့လိုတယ်ဟလာအခြေအိမ်တော်ရဲ့မြေတားကြီးမှာဆိုရင်တော့နည်းနည်းအလိန်ခံရတာပြိပက္ခစကားပြောရတာမျိုးလေးတွေဖြစ်တတ်တယ် တရားဆိုင်ရာအင်တာဗျူးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီတစ်ပတ်မှာလှုပ်ချင်းပြအောင်မြင်မယ်အရေးကြီးတဲ့ဇာကားအရေးကြီးတဲ့ခရီးကိစ္စတွေလုပ်မယ်ဆိုရင်ဒီတစ်ပတ်မှာလှုပ်ဖို့တင့်တယ်အောင်မြင်တယ်ကိုယ့်ရဲ့ဇာကားအရာရောက်မယ်ကိုယ့်ရဲ့ခရီးနဲ့ပတ်သက်တဲ့ကိစ္စတွေဆိုရင်လည်းအဲအရေးကြီးတဲ့ခရီးစဉ်ကိစ္စတွေအောင်မြင်မယ်အကောင်းဆုံးခရီးအရေးကြီးသောခရီးခီနီခီဝေးသွားရမယ်ကျမရင်းနဲ့ပတ်သက်ရင်တော့မတော်တဆထိခိုက်ထန်ရာရတာမျိုးလေးတွေအနည်းငယ်ကြုံရတတ်တယ်။ဆိုရင်တော့တဲ့အခြေအနေပမာဏမဟုတ်ဘူး။ဘယ်လိုပဲဖြစ်ဖြစ်ဒီတစ်ပတ်ဒီ အနေငယ်အခက်ခဲတော့ကြုံမယ်တစ်ဖက်မှာလည်းကိုယ့်အတွက်အောင်မြင်မှုဆိုတာမျိုးတွေရှိတယ်အဲ့တော့ကိုကြုံရတဲ့အခက်ခဲကနည်းနည်းလေးအဲကိုကြုံရတဲ့အကျက်တက်ကနည်းနည်းလေးကိုရှိကိုပြန်မြူရလာမယ်ဟလာရပ်ပိုင်ခွင့်နေဟလာအချိုးကျစုတွေကအများကြီးရှိနေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကန်ကောင်းတဲ့တစ်ဖက်တားလို့ပြောလို့ရတယ်ဒီတစ်ဖက်ရဲ့ကန်ကောင်းလက်ရှိအချိုးပိကနန်းဒီ၃ကနန်းအချိုးပိတဲ့အရာအညိုအရောင်ဖြစ်ပါတယ်ဒါကတနင်္ဂနွေသားသမီးတွေအတွက်လမ်းညွှန်ခဲ့တာပါ